ဒီနေ့အောက်တိုဘာ23ရက်နေ့အတွက် People's Press ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့နယ်ထဲမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ကင်းစကန်တချို့ကိုစစ်ကောင်စီတပ်ဖေခါရကအစာပြူပြီးတိုက်ပွဲဖြစ်ခဲ့ပါတယ်။ကြောင်မဲမြို့နယ်ကိုစစ်ကောင်စီတပ်ပြန်လည်ဝင်ရောက်ပြီးနောက်အောက်တိုဘာ17ရက်နေ့မှာ SSPP တပ်စခန်းအနီးလေးချောင်းပုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့အတူအခုတိုက်ပွဲဖြစ်တဲ့သတင်းထွက်ပေါ်လာပါတယ်ရှင်။ချင်းပြည်နယ်ဟာခမြို့နယ်ကဗန်ဟာရွာကို စစ်တပ်ကဒီနေ့မနက်10နာရီခွဲဝန်းကျင်မှာလေကြောင်းပုံကြေတက်ခိုက်လို့စာတင်ကြောင်းအနီးကြရောက်ပောက်ကွဲခဲ့ပါတယ်။ဒဏ်ရာရသူကလေးငယ်တွေများပြားပြီးအဲ့ဒီတဲက2ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ဖားကံမြို့မလန်းကျေးရွာအနီးကြောက်စင်းတောင်ရွာတက်မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ရဲ့စစ်မှုထမ်းတနန်းစင်တသားသက်80ထပ်မံသေဆုံးခဲ့တယ်လို့ KRA နဲ့နှိစက်တဲ့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ပြီးတော့စစ်ကောင်စီကိုကူတိုက်ပေးနေတဲ့ရှမ်းနေတဲ့ SNA ကစနိုက်ပါသမားတစ်ယောက်နဲ့ စစ်မှုထမ်းတင်နန်းစင်းတသားတယောက်ကိုစိတ်ကြွဆေးပြားရည်နဲ့အတူဖမ်းမိထားတယ်လို့သိရပါတယ်။မလန်းကျေးရွာမှာအောက်တိုဘာလဆန်းကစပြီးစစ်ကောင်စီတပ်စစ်ကြောင်းတွေဝင်ရောက်လာလို့တိုက်ပွဲတွေဖြစ်နေပါတယ်ရှင်။မန္တလေးတိုင်းမေထီလာမြို့ပေါ်မှာကင်းလှည့်နေတဲ့ရဲကဒစီဘုံပြေတိုက်ခိုက်ခံရပြီးစစ်ကောင်စီရဲတချို့ထိခိုက်မှုရှိကြောင်းသတင်းရရှိပါတယ်။မနေ့ကမနေ့ဆက်တနာရီဝန်းကျင်ကင်းပတ်ပြန်လာတဲ့ရဲကပေါ်ကိုလက်ပစ်ဘုံပြစ်သွင်းတိုက်ခိုက်ခဲ့လို့ရဲနှစ်ဦးသေဆုံးပြီးရဲတချို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်း 市政府及专家特别谈话日生。